ပြန်လည်မွေးဖလာသောဒါနဖေယအပိုင်း430လက်ရမြမွေကဘာဖြစ်သွားတာလဲချောင်းချန်းဝါကတစ်ချိန်လုံးစနစ်ဤနိုင်ရီကိုသာကြည်နေခဲ့ပြီးမြည်လာသည်သူကအဲ့ဒီဘာသာရေးကောင်းဆောင်ကောင်မလေးထက်တောင်မှနှစ်စင်အောင်မြင်နေလေမဟုတ်ဘူးလားလက်ရမြမွေက3.5စက္ကန့်သားလင်းအိတ်ခဲသွားရမည်ဖြစ်တော့လေသူကယခုအချိန်ထိကြောက်လန့်နေသေးသည်ထိုအချိန်တွင်ခရမ်းတိန်ကမူလွတ်လပ်မှုပြန်ရသွားခဲ့ပြီဖြစ်သည် ချောင်းချမ်းဝါဤနတ်ဖျားနေမည်ပေါ်နားလေသဘောပေါက်ထားမှုများအလုံးကအက်ခွဲသွားခဲ့ခြင်းပြီကျောင်းရဲ့ယူကဲ့သို့သူတို့ရှုံးတော်မျိုးကိုထင်ထားခဲ့သည့်သူပင်ဒီလိုမြင်လိုက်ရသောမြင်ကွင်းကြောင့်တန်တရာဝင်သွားတော်သည်ဂျန်ဒက်စ်တို့ဤတိုက်ပွဲကိုကြည့်နေသည့်အချိန်ကတန်တရာများပြေလာသည်ဒီမြင်ကွင်းကသူမှခံမှန်းထားသည့်ထက်ကြော်လွန်နေခဲ့တော်လေသည်ဘွဲ့ကြီးပရိသတ်ထဲတွင် ရှီဖုံးသာလင်းလက်တပြတ်မွေးကဘာကြောင့်ထောင်းချောင်းပြီးသွားကြောင်းသိနေပေသည် အဆင့်ဖီအားပေးထားမှုကိုနှိုင်းရှင်လိုက်ပြီဆိုရင်စကေးဖီအားပေးမှုကပို့ရပင်ပြင်ထန်သေးသည်၎င်းကကလေးတယောက်ဤလက်သည်နှင့်လူကြီးတယောက်ဤလက်သည်နှိုင်းရှင်ကြည့်နေသလိုပင်ဖြစ်နေသည်တိုက်ပွဲများကအဆင့်ကွာခြားသွားရုံနှင့်အရာအလုံးပြောင်းပြန်ဖြစ်သွားနိုင်သည်စကေးအဆင့်တဲကစားသမားတယောက်ဖြစ်သည့်ခရမ်းတိန်ကသူမထက်အဆင့်ဆယ်ဆင့်မြင့်နေပြီဆိုရင်ပင်စကေးအဆင့်၃ညဖြစ်သည့်ကစားသမားနှင့်ရှင်တိုက်နိုင်စွမ်းရှိပေသည် သူ၏စကေးများအပေါ်ထင်းကျုံနိုင်စွာကတရားရာဂိုင်နှုတ်ထပ်ပို့ပြီးဖြင့်တက်ရောက်မှုပြင်းထန်အောင်မည်ဖြစ်သည် အခြားတစ်ဖက်တွင် စကေးအဆင့်၃ညသာရှိသည့်ကစားသမားတယောက်မိမြပင်စကေးကိုကောင်းမွန်စွာထင်းကျုံနိုင်စေကမူသူတို့ထက်ဆယ်စင်းနှိမ့်သည့်ကစားသမားများနှင့်ရှင်ရသည့်အခါသူတို့၏စကေးအသုံးပြုမှုထင်းကျုံနိုင်စွာက30ရာဂိုင်နှုတ်အထိအာနယ်သွားတက်လေသည်ထိုရာများကသူတို့၏စကေးအဆင့်ကွာခြားချက်ကြောင့်ဖြစ်ပေသည် ထို့ကြောင့်ပင်ဘာလို့စကေးအစင်းမြင့်သည့်ကစားသမားများက ပိုရွတံပိုးကြီးက စွမ်းအားကြီးနေတယ်လဲဆိုသည့်အထိတ်ပဲပင်ဖြစ်သည်ကြီးရှုသူများထဲမှညီသူကမှအခြေအနေကိုခွဲခြားစစ်ပြနိုင်ခြင်းမရှိသေးခင်အချိန်မှာပင် ခရမ်းတိန်ကသူမဤပြန်ဘက်ကိုမဲမောင်က တိတ်ဆိတ်နေသည့်အကာအကွယ်လွှာတွေချိတ်ပိတ်ထားလိုက်ပြီးဖြစ်သည်နေပြန်မွေးကသူကကြီးမားသည့်အခေါင်းကြီးတစ်ခုထဲသို့ရောက်နေသလိုပင်ခန်းစားနေရတော့လေသည် ၎င်းအကာအကွယ်လည်းကကြီးစုသူတိုင်းကိုမြင့်တက်သွားစေသည် ရှီဖုန်းကတော့ချွင်းချက်ဖြစ်သည်ညီသူကမှဒီအနှက်ရောင်အခေါင်ကဆန်းအားကြီးကြောင်းတိချမတိထားကြပြီထိုခေါင်းဤချားနာမှုကိုလည်းနားမလည်ထားကြတို့ရရင်ဒီနေရာမှာရှိနေသည့်ကစားသမားတိုင်းကကျွမ်းကျင်ပညာရှင်များဖြစ်ကြလေသည် ထိုမဲမောင်နေသည့်အခေါင်ကြီးကိုမြင်လိုက်ရသည့်အခိုက်သူတို့ကကြောက်လန့်တုံ့ပြန်မှုကိုခံစားလိုက်ရသည်၎င်းကကြီးမားသည့်တားရဲတကောင်လိုမျိုး ူ့ကိုအချိန်မရွေးဝါမျိုးကတည်ဆုံးခြင်းကိုပို့ဆောင်ပေးမည်ဟုခန်းစားရစေသည်။၎င်းတို့လက်တပြမွေကိုဖမ်းချုပ်ထားပြီးနောက်ခရမ်းတိန်ကချက်ချင်းဆိုသလိုပင်သူတို့ကြားကအကွာအဝေးကိုမြှင့်တင်လိုက်လေသည်။၎င်းခေါင်းက၃ဆက်ကအတွင်ပြောက်ကွယ်သွားမည်ဖြစ်ပေသည်။သူပြောက်ွယ်သွားသည့်အချိန်တွင်ခရမ်းတိန်ကလည်းလက်တပြတ်မွေးနှင့်ခိုက်20လောက်ဝေးသည့်နေရာတွင်ရောက်သွားမည်ဖြစ်သည်လက်တပြတ်မွေးကအသေးအချေတက်ခိုက်လာမည်ဆိုလင်ပင်ဒီလိုအကွာအဝေးမျိုးတွင် ထိခိုက်အောင်လုပ်ရန်ပင်ခက်ခဲနေပေလိမ့်မည်။အာဘာဖြစ်သွားလဲ။ငါဘာလို့ဘလို့ထိခိုက်မှုမျိုးကိုမှမခံစားရတာလဲ။အရင်မူလအတွေ့အရာလက်တပြမွေးကသူသိမိမှသိချသည်ဟုတွေးထားခဲ့ခြင်းဖြစ်လေသည်။မိတို့ပင်ဆိုစေ၎င်းတစ်စက္ကန့်ကြာသည့်အစစ်မြင့်ဂါထာယုဆိုခြင်းကတေချာပေါက်ကြောက်မှက်ဖွဲကောင်းနေပေသည်။သူရရင်သူက အမှန်ပင်ထိခိုက်သွားခြင်းမရှိခဲ့ပေ။ဘာလို့လဲ။ ငါရဲ့အဆင်ကမြင့်နေလို့ဒီဃာတာကတက်ရောက်မှုမရှိတာလားဒါမှမဟုတ်ရင်ဒီဃာတာကထိမ့်ချုပ်နိုင်လို့ရတဲ့ဃာတာပဲလားလက်တပြက်မေကတက်တောင့်တက်တာဖြစ်သွားလေသည်သူ၏အချင်းများကအဝေးတွင်ရှိသည့်ခရမ်းတိမ်တန်းသို့ရောက်ရှိသွားလေသည် အကွာဝေးကသူ့ဘက်ကအကျိုးမပါပဲသူအနေဖြင့်အသေးစားပြဿနာတို့ကိုရှင်းရှင်းရမည်ပုံပေါ်ရသည်ထိုအချိန်တွင်ရုပ်ရည်ဆိုသလိုခရမ်းတိမ်က တုတ်တံကိုဝှေ့ရမ်းလိုက်သည့်အခါ အထွတ်အမြတ်ဆန်သည့်ငကိတများစွာကကောင်းကင်မှဆင်းသက်လာပြီးလောက်ကျန်တက်ဖြတ်သူအကြာတိုးဝင်သွားတော်လေသည်အတုံနဲ့အနေဖြင့်လက်တပြတ်မွေနှာခေါင်းရှုံလိုက်လေသည်သူစတင်ပြီးလှောက်ရှား၍ရသွားချေပြီသိငယ်သည့်စူးစမ်းမှုများကိုသူကအသာအရာပင်ရှောင်ရှားလိုက်ကခရမ်းတိတ်ထန်သူပြေးဝင်သွားလေသည်တို့ရရင်တစုံတရာလွဲချော်နေကြောက်လက်တပြတ်မွေခန်းစားလိုက်ရသည်တိသားသွားပြီသူဤ XP က 900လောက်ရုတ်တရက်ကျသွားသည် ထို့နောက်တစ်ခဏတွင်ပင်နောက်ထပ်900ကျပြန်သည်လက်တပြမွေက3100ကျော်ကျော်လောက်သာလင်ကျန်ရှိတော်ခြင်းဖြစ်သည်သို့သောယခုလိုမျိုးရုတ်တရက်1000ကျသွားခြင်းကသူ့ကို2100သာကျန်ရှိစေတော်ပေသည်ငါ့ကိုဘာမှမထီသွားပါဘူးလက်တွေပဲပွင့်အနေဖြင့်ဒီအထွတ်မြတ်ဆန်သည့်ဂါရာစကေးကို ရှောင်ရှားလိုက်သည့်မှာတရားရဂိုင်နှုံးပင်တေချာနေသည်ဟုသူထင်နေလေသည် သို့တော့လျှက်ပြက်မွေးကဘလူဖြစ်ပြက်သွားကြောင်းမခန့်မှန်းနိုင်သေးခင်အချိန်တွင် ခရမ်းတိန်ကနောက်ထပ်အထွတ်မြတ်ဆန်သည့်တင်ကိတာများပြစ်လွတ်လာပြန်သည်လျှက်ပြက်မွေးက၎င်းတက်ကွက်ကိုရှောင်ရှားရန်ထက်မှန်စူးစားလိုက်ပြန်သည်သို့ရာတွင်နောက်ထပ် XP ကထက်ကြသွားပြန်သည် သူလှုပ်လိုက်သည်နှင့်ကျနေခြင်းပင်ဖြစ်သည်ခရမ်းတိန်ကနောက်ထပ်တက်ဖန်တိုက်ခိုက်လိုက်ပြန်သည်သူ XP ထက်မှန်ကြလေမဖြစ်တော့ကြောင်း ိလိုက်ရသည့်အခါလက်တပြံမွေက သူ၏ဓမြကိုထုတ်ကာ၎င်းတင်ကိတာများကိုခုတ်ပိုင်ဖို့ကြိုးစားတော်လေသည်ဒီတစ်ချိန်တွင်မိတိပျက်စီးမှုမှကျသွားခဲ့ခြင်းမရှိခြင်းငါလုတာကိုတိသွားပြီလားခရမ်းတိန်ကတခိခိရဲသည်ဒီလိုမျိုးအပျက်စီးများအောင်လှုပ်ဆောင်ရန်အတွက်သူတို့ပိုင်ဆိုင်သည့်ဂါဒများကနေပါပေသည်သူတို့၏တိုက်ကွက်များကအလွန်အမင်းထူးဆန်းကခံမှန်း၍မရနိုင်တော့ပေ။ ထို့ကြောင့်ပင်ခရမ်းတေကသူမ၏၎င်းအမျိုးအစားအစ်တကိုတရားလိလာစမ်းစစ်ခဲ့ရခြင်းပင်ဖြစ်သည်ယခုအချိန်တွင်ခရမ်းတေအနေဖြင့်ခုအမျိုးအစား၏စစ်မှန်သည့်အစီအစဉ်နှင့်လှုပ်ဆောင်နိုင်မှုကိုတောင်တိကျစွာဖမ်းဆုပ်နိုင်ခြင်းမရှိသေးပေအနောက်ရောက်ခေါက်ကစကေးတစ်ခုဖြစ်သည်ဤသည့်ကစားသမားမဆိုသူတို့လှုပ်ရှားတိုင်း SP ရော့ကြနိုင်စွမ်းရှိပေသည် ထိုချိန်တွင်သူတို့ဆုံးရှုံးသည့် SP ကကာထာရွတ်သူ၏ညံ့ညံ့သွေးပေါ်မူတည်လေသည် ထပ်ပေါင်းဆိုရသော ဒီအနက်ရောင်အခေါင်ကစိတ်ငြိမ်ခြင်းတက်ရောက်မှုရှိသည်၎င်းကတာကပေါ်ပညာရှင်အမျိုးသားများအတွက်သာအလုပ်လုပ်ပေးသည်လက်ရှိအချိန်တွင်လက်တပြတ်မွေးကထို့အချိန်နှင့်မှာရေဘူးရအပြင်အချို့ချက်လက်များကိုဖမ်းဆုပ်နိုင်ခဲ့ပေသည်တို့ရရင်သူမလှုပ်ရှားပဲမြည်သည့်စကေးကိုမှမတုံပဲမြည်သူအနိုင်ရအောင်လှုပ်ရမည်ဖြစ်ကြောင်းတွေးတော့မိကမျက်နာပြက်ရင်သွားတော်လေသည်လူအုပ်ကလည်းအမှန်ပင်မြင့်တက်နေခဲ့လေသည်ခရမ်းတင်ဤစကေးများမှတက်ရမှုကအမှန်ပင်နှစ်သက်စရာကောင်းပေသည် ကြီးစကဲကအယမ်းဆွမ်းအားကြီးတာပဲတောက်ချောင်ပဲညီမခရံကတုံးလိုက်တာကိုလက်တပြက်မွေးကတေချာပေါက်သေးပြီပဲသူညီမခရံနာကိုရောက်သွားတဲ့အချိန်မှာသူ့ရဲ့ SP ကဘလောက်မှကြံတော့မှာမဟုတ်ဘူးကျောက်ရဲ့ယူက ပြောတယ်ဒါကဆွမ်းအားကြီးပင်မဲ့ဒီလှုပ်ရှားခွက်ကတကယ့်ကိုအနေရများလွန်းနေရှီဖုံးကပြောခဲ့တယ်အနေရများတယ်ဖြစ်ချက်ရှိတာကိုပြောတာလားကျောက်ရဲ့ယူကခက်မြန်မြန်ပဲနားလေသွားတော့တယ် ထိုတခဏတွင်ပင်သူမ၏စိတ်လှုပ်ရှားနေသည့်နှလုံးသားကအေးခဲသွားရလေသည်။နေ့တစ်ပတ်မွေးကဘလို့ဖြစ်ဖြစ်လှုပ်ရှားလိုက်သည်နှင့် SP ဆုံးရှုံးသွားမည်ဖြစ်သည်။ထို့ကြောင့်သူက မလှုပ်ရှားနိုင်ဘဲရက်နေနိုင်သေးသည်။နေ့တစ်ပတ်မွေးဤဆွမ်းရင်ဟာသူကအေးဆေးစွာပင်ဘာသာရေးခေါင်းဆောင်၏အကွက်များကိုတားဆီးနိုင်မည်ဖြစ်သည်။ခရရန်တိန်ကမူရုတ်တရက်တစ်ဖက်သူကိုအနိုင်ရအောင်လုပ်ရန်အလွန်ခက်ခဲနေပေသည်။ထို့အပြင်ဂါတာ၏တက်ရောက်မှုဆိုတော့လေ၎င်းကအကန့်အသတ်ရှိသည်။ ကာထာပြေးသွားသည်နှင့်လက်တပြက်မွေးကတဖန်လွတ်လပ်သွားမည်ဖြစ်ပေသည်။ကြောင်ရယူကထို့အခြေအနေကိုတတိထားမိလိုက်သည်နှင့်လက်တပြက်မွေးကလည်းတတိထားမိသည်သာဖြစ်သည်။လက်တပြက်မွေးကရိုးရှင်းစွာဖြင့်နေရရင်ရက်ကအချိန်ကုန်သွားရန်သာစောင့်ဆိုင်နေတော်မည်ဖြစ်သည်။အံ့အားသင့်စရာကောင်းလာသည်မှာလက်တပြက်မွေး၏လှုပ်ရှားမှုကိုမြင်သည်နှင့်ရှီဖုံးကပြုံးလိုက်လေသည်။ဒီလိုအချိန်မျိုးမှာဘသူကအချိန်ပေးနေမှာလဲ။တကယ့်ကောင်းတဲ့အကြံစီပဲ။အချိန်ဆွဲကျင်တယ်ပေါ့။ ခရရတင်ကဖြုတ်တော်စွာပြုံးလိုက်လေသည် ထို့နောက်သူမက သူတို့ကြားကအကွာအဝေးကိုကိုက်300ကိုက်30အထိကွာချသွားစီပြီးနောက်ထုတ်တံကိုရန်ကဂါတာမမ်းမုတ်လိုက်လေသည်အနက်ရောင်အခောင်းကိုမမ်းမုတ်ထားတဲ့ဂါတာနဲ့ရှင်းရတော့၎င်းဂါတာကပို့ရပင် အချိန်တိုတောင်းခဲ့သည်ဖြတ်ခနဲဆိုသလိုပင်ဂါတာကအစစ်မြင့်ဂါတာကိုမမ်းမုတ်ပြတာဖြစ်ပေသည် လက်တပယ်မွေးကသူ့ထံသို့လက်နက်တစ်ခုပြည့်ဝင်လာကြောင်းမြင်ရသည့်အခါခရမ်းတင်ကသူ့မ၏ကိုယ်ပေါ်တွင်အထွတ်မြတ်ဆန်းသည့်အကာအကွယ်တိုင်းတစ်ခုခေါ်ထားပြီးဖြစ်လေသည် ထို့ကြောင့်တိသားစွာပင်၎င်းကာထာက အပြည့်အစည်ဆုပ်ယူမှုအားများရှိနေမည်မှာသိချပေသည် ထပ်ပေါင်းဆိုရသောခရမ်းတိန်ကရုပ်ပိုင်းဆိုင်ရာတိုက်ကွက်များကိုသူမထံသို့ရောက်လာခဲ့ရင်းအလွယ်တကူရှောင်ရှားပြီးသားဖြစ်အောင်ခါတံမန်းမုတ်ထားခြင်းဖြစ်ပေသည်ညို့တော့ပင်ဆိုစီလောက်ကျန်တက်ဖြတ်သူတယောက်ကရိန်ဂျာအမျိုးအစားမဟုတ်ပေ ထို့ကြောင့်ခရမ်းတိန်အနေဖြင့်သူမထံသို့ရောက်လာနိုင်သည့်များတိုက်ခွတ်များအားခုခံနိုင်ရန်စူးစမ်းထားရလေသည်။နောက်ပြီးရလအနေဖြင့်လက်တပြက်မွေးကခရမ်းတိန်ကို ကုကယ်ရမဲ့စွာကြည်နေရတော့သည်။ဘာသာရေးကောင်းဆောင်ကဂါထာကိုမန်းမှုရွတ်ဆိုပြီးတဲ့အချိန်တွင်သူမ၏ကြောက်စင်းကဲ့သို့လက်ညှိုးကလက်တပြက်မွေးကိုချိန်ရလိုက်လေသည်။ယုဒိယဆိုသလိုမင်းသူမ၏ပြန်ဘက်ကစွမ်းအားကြီးသည့်ဆုပ်ယူမှုတစ်ခုကိုခံစားရပြီးခရမ်းတိန်ထံသို့ဆွဲဆုပ်ခံရလေသည်။ သူကအကောင်းဆုံးခုခံရန်စူးစမ်းတော့လေသူဤခုခံမှုတိုင်းကခုခံရမဲ့ရပြီခရမ်းတိမ်ဘက်သို့သာရွှေ့ရှာလာရတော့သည်ဒီအချိန်တုန်းကလှင်မြန်လွန်းလာကတဖြည်းဖြည်းဤသရက်ဤလာတော့လေသည်လှင်မြန်မွေကခရမ်းတိမ်နားကိုရောက်တော့မည်အချိန်တွင်ပင် သူဤခေါင်းပေါ်တွင်နောက်ထပ် SP 900ရောသွားကြောင်းပေါ်လာလေသည်သူဤ SP ကလှင်မြန်စွာကြာဆင်းလာခဲ့လေသည်လှင်မြန်မွေကလည်းသူတော့သွားပြီဖြစ်ကြောင်းသိလိုက်ရလေသည် ်အကွာဝေးကိုက်30အတွင်းတွင်ပင် SP က2100သာလင်ကြန့်ရှိတော်ပေသည်တေဇံလက်ရပမွေဤမျက်လုံးထဲတွင်ယူသွမှုများပြည့်နှံ့လာတော်လေသည်လက်ရှိအချိန်တွင်သူတို့နှစ်ယောက်လုံးကအထွတ်အထိပ်အချိန်ဤသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည် ထို့ကြောင့်သူတို့ကအလွန်ပင်နီးကပ်နေသည့်အတွက်သူဤတမျောင်းကသူ့မကိုထိနိုင်သည်ဖြက်ခနဲဆိုသလိုပင်လက်ရပမွေတမျောင်းကိုတင်းကျပ်စွာခိုင်းလိုက်ပြီးငွေရောင်အလင်းများဖျားထွက်နေသည် ဓာပေါင်းများများစွာကို ခရမ်းတိမ်ထန်သို့ပြစ်လွတ်ပေးလိုက်ရသည်အတုံပြန်အနေဖြင့်ခရမ်းတိမ်ကလက်ချောင်းလေးကို တောက်လိုက်ရသည် UDS ဆိုသလိုပင်မမြင်ရသည့်ဖီအားတစ်ခုကလက်တပြက်မွေးကိုရိုက်ချလာပြီးနေရာတွင်ပင်ရပ်တန့်သွားစေသည်။သူပြစ်လွတ်လိုက်သည့်ဓာမြောင်နှစ်လက်လုံးကလည်းခရမ်းတိမ်နှင့်စင်တီမီတာအနည်းငယ်သားလျှင်ဝေးကွာသည့်နေရာတွင်ဤခဲသွားတော်လေသည်။ထို့နောက်တခဏတွင်လောက်ကျန်တက်ဖြတ်သူကနောက်သို့လွင့်ထွက်သွားလေသည်။ ကန်20လောက်ဝေးကွာသည့်နေရာအထိလွန့်ထွက်သွားခြင်းဖြစ်သည် သူ၏ခန္ဓာကိုယ်ကအနောက်ရှိဆင်မြင့်နှင့်ရပ်ခံပြီးတော်လေသည်။ငါးချိန်မြောက်ပွဲရဲ့အနိုင်ရရှိသူခရရင်တိန်အပိုင်း410 PE